မိတ်ဆွေတို့အနေနဲ့ကုံတွယ်မှုစနစ်ဟာတဘာဝကြတယ်လို့ထင်ပါသလားဒါမှမဟုတ်လူတွေဖန်တီးထားတဲ့စနစ်တခုလို့မြင်ပါသလားဒီဗီဒီယိုမှာဒါစတီယာရေးသားတဲ့ AP Base Guide to Everyday Listen စာအုပ်ထဲကအဓိကအချက်တွေကိုမျှဝေပေးသွားမှာပါဟာဒါစတီယာဆိုတဲ့စာရေးဆရာမရဲ့ AP Base Guide to Everyday Listen စာအုပ်ဟာကုံတွယ်မှုစနစ်အကြောင်းကိုလူတိုင်းနားလည်နိုင်အောင် ရှင်းပြထားတဲ့စာအုပ်ကောင်တော့ပါ ုံသွယ်မှုစနစ်ဟာတဘာဝအလျောက်ဖြစ်ပေါ်လာတဲ့စနစ်မဟုတ်ပဲလူတွေရဲ့ကြိုးစားအားထုတ်မှုနဲ့တည်ဆောက်ထားတဲ့စနစ်ဖြစ်တယ်လို့စာအုပ်ထဲမှာဖော်ပြထားပါတယ်။ရှေးရခင်ကလူတွေဟာစူပေါင်းလို့အားနဲ့အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းခဲ့ကြပါတယ်။မြေယာတွေကိုအထမသိမ်းယူခြင်းလူတွေကိုကျွပြုခြင်းနဲ့တိုင်းရင်းသားတွေကိုရက်ဆက်စွာတပ်ဖြတ်ခြင်းတွေကနေတဆင့်ကုံသွယ်မှုစနစ်ဟာကြီးထွားလာခဲ့ပါတယ်။ ဥပမာအနေနဲ့အင်္ဂလန်နိုင်ငံမှာမိယာတွေကို အထမသိမ်းယူခဲ့တဲ့ဖြစ်ရပ်ကိုကြည်ရင်လယ်သမားတွေကိုနှင်ထုတ်ပြီးအလုသမားဖြစ်ရောင်းစားခဲ့ပါတယ်။ကုန်ပစ္စည်းတစ်ခုရဲ့တမိုးကိုဆုံးဖြတ်တဲ့ရာကတော့ထုတ်လုပ်ဖို့လိုအပ်တဲ့လုပ်အားပမာဏပဲဖြစ်ပါတယ်။ကုန်ပစ္စည်းတွေမှာအသုံးပြုမှုတန်ဖိုးနဲ့လဲလှယ်မှုတန်ဖိုးဆိုပြီးနှစ်မျိုးရှိပါတယ်။လဲလှယ်မှုတန်ဖိုးကိုတိုင်းလာတဲ့အခါလူသားတွေရဲ့လုပ်အားကိုအခြေခံပါတယ်။ ဥပမာပရီဘောကတစ်ခုထုတ်လုပ်ဖို့လိုအပ်ဘလောက်လိုအပ်လဲဆိုတာနဲ့နိုင်ရှင်ပြီးတံမိုးဖြတ်နိုင်ပါတယ်ငွေကြေးဆိုတာလူမှုအဖွဲ့အစည်းကဖန်တီးထားတဲ့အရာတစ်ခုဖြစ်ပြီးကုန်ပစ္စည်းတွေရဲ့တံမိုးကိုကိုစားပြုပါတယ်ငွေကြေးဟာကုန်ပစ္စည်းတွေကိုလဲလှယ်ရမှာအလွယ်တကူအသုံးပြုနိုင်အောင် ဖန်တီးထားခြင်းဖြစ်ပါတယ်ငွေကြေးကြောင့်ကုန်ပစ္စည်းတွေကိုတိုက်ရိုက်လဲလှယ်စရာမလိုပဲဝယ်ယူနိုင်တယ်လို့ရောင်းချလို့လဲရပါတယ်အရင်းရှင်တွေရဲ့အမျက်ဆုံးဟာ အလုတ်သမားတွေရဲ့လှုပ်အားကိုအခမဲ့အသုံးပြုခြင်းကနေရရှိလာတာပါအလုတ်သမားတွေဟာလစာရရှိဖို့အတွက်အလုတ်လုပ်ကြရပါတယ်ဒါပေမဲ့သူတို့ရဲ့လှုပ်အားကနေထွက်လာတဲ့တံမိုးဟာသူတို့ရရှိတဲ့လစာထက်ပိုများပါတယ်အဲ့ဒီပိုနေတဲ့တံမိုးကိုအရင်ရှင်တွေကရယူကြပါတယ်ပြိုင်ဆိုင်မှုတွေကြောင့်အရင်ရှင်တွေဟာအမြဲတမ်းတိုးတက်ပြောင်းလဲနေဖို့လိုအပ်ပါတယ်ဈေးကွက်မှာရည်တည်နိုင်မှုအတွက်ဤပညာအသစ်တွေနဲ့လုံအားနှုံးကိုမြင့်တင်ရပါတယ် တီထွင်စမ်းသစ်မှုမရှိရင်စီးပွားရေးလုပ်ငန်းတွေဟာရပ်တည်နိုင်တော့မှာမဟုတ်ပါဘူး။ကုန်သွယ်မှုစနစ်ရဲ့လှုပ်ဆောင်မှုတွေကြောင့်ကုန်ပစ္စည်းတွေအလွန်ကြုံထုတ်လုပ်မှုတွေဖြစ်ပေါ်လာပါတယ်။ဈေးကွက်ရဲ့လိုအပ်ချက်ထက်ပိုရှန်တဲ့ကုန်ပစ္စည်းတွေကို ထုတ်လုပ်တဲ့အခါမှာစီးပွားရေးအကျက်တဲတွေဖြစ်ပေါ်လာတတ်ပါတယ်။အရင်းရှင်စနစ်မှာအမျက်ဆုံးရရှိမှုဟာတဖြည်းဖြည်းကျဆင်းလာတဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိတတ်ပါတယ်။ကုန်ထုတ်လုပ်မှုဈေးတွေမြင့်တက်လာခြင်းနဲ့ လုံအားခတွေတိုးမြင့်ပေးရခြင်းတွေကြောင့်အမျက်ဆုံးရရှိမှုနှုန်းဟာကျဆင်းလာတတ်ပါလေ။ချင်းငွေနဲ့ငွေကြေးကိစ္စတွေဟာစီးပွားရေးကိုမြင့်တင်ပေးပေမဲ့မတည်ငြိမ်မှုတွေကိုလည်းဖြစ်စေနိုင်ပါလေ။ချင်းငွေတွေကြောင့်စီးပွားရေးလုပ်ငန်းတွေဟာပုံမိုကြီးထွားလာနိုင်ပေမဲ့တစ်ချိန်တည်းမှာပဲစိုးစားမှုတွေကိုလည်းမြင့်တက်စေပါလေ။ငွေကြေးဈေးကွက်တွေကြီးထွားလာခြင်းကစီးပွားရေးအကျပ်တဲတွေကိုပုံမိုးဆိုးရွားစေပါတယ်။အတုအယောင်ငွေကြေးတွေဖန်တီးခြင်းနဲ့ အကျွေးတွေများပြားလာခြင်းတွေကြောင့်စီးပွားရေးဟာမတည်ငြိမ်ဖြစ်လာပါတယ်။စီးပွားရေးအကျက်တဲတွေကိုဖြည့်ဆည်းမှုအတွက်ငွေကြေးတန်ဖိုးကိုလျှော့ချခြင်းနဲ့ဘလုတ်သမားတွေကိုပုံမကောင်းမှုဖြစ်ခြင်းတွေပြုလုပ်ကြပါတယ်။အစိုးရတွေဟာစီးပွားရေးအကျက်တဲတွေမှာဝင်ရောက်ဆွတ်ဖက်ပြီးဗန်တွေကိုကယ်တင်ခြင်းနဲ့ဘလုတ်သမားတွေရဲ့အခွင့်အရေးတွေကိုလျှော့ချခြင်းတွေပြုလုပ်ကြပါတယ်။အရင်ရှင်စနစ်ဟာသူ့ကိုဖြိုဖျက်နိုင်တဲ့အခြေအနေနဲ့လူရန်စားကိုဖန်တီးပေးပါတယ် အလုတ်သမားတွေဟာစူပေါင်းညီညွတ်တဲ့အင်အားနဲ့ကုံသွယ်မှုစနစ်ကိုစိန်ခေါ်နိုင်ပါတယ်။အလုတ်သမားတွေဟာ လုံအားကို ရုပ်သိမ်းခြင်းဖြင့်စနစ်ကိုရပ်တန့်နိုင်ပါတယ်။လူသားတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့လူမှုအဖွဲ့အစည်းတစ်ခုကိုတည်ဆောက်ခြင်းဖြင့်ဆင်းရဲမွဲတေမှုနဲ့မညီမျှမှုတွေကိုဖယ်ရှားနိုင်ပါတယ်။အဲ့ဒီလိုလူအဖွဲ့အစည်းကိုအလုတ်သမားတွေနဲ့စူပေါင်းညီညွတ်စွာတည်ဆောက်နိုင်ပါတယ်။ မိတ်ဆွေတို့ရေဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကတော့ကုံတွယ်မှုစနစ်ရဲ့မမြင်တတ်မှုတွေအလौတမားတွေရဲ့အခန်းကဏ္ဍနဲ့လူအဖွဲ့အစည်းတစ်ခုလုံးအတွက်ပုံမကောင်းမွန်တဲ့အနာဂတ်ကိုဘယ်လိုတည်ဆောက်နိုင်မလဲဆိုတာကိုပြန်လည်သုံးသပ်ဖို့လိုအပ်ပါတယ်။အလौတမားတွေစုစည်းညီမျှစွာနဲ့ဒန်းတူညီမျှမှုရှိတဲ့လူအဖွဲ့အစည်းကိုတည်ဆောက်ဖို့ကြိုးစားကြပါစို့။